လာပါရှင်ကျမကတော့ချူချူဆမ်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ကစပေရှယ်စခန်းတွေမှာကလင်းငယ်တွေဟာကျမရဲ့စောက်ရှောက်မှုမရရှိတာအာဟာရပြည့်ဝစွာမရရှိရတဲ့ကြောင့်ကိုယ်အဆောင်မိခင်တွေကလေးအသေးမွေးဖွားတာတွေမွေးဖွားပြီးလပိုင်အကြမှာပဲသေဆုံးတာတွေတိတိတသားတိုးလာနေပါတယ်ညီထွေးကရိုက်ကူမေးမြန်းထားပြီးကေခိုင်တင်ဆက်ပေးထားပါရရှင် ရခိုင်ပြည်ပုံနာကျောင်းမြို့နယ်မှာရှိတဲ့တောင်မင်းကလာစစ်ဘေးရှောင်စခန်းထဲမှာ ကျမရဲ့စောက်ရှောက်မှုမရရှိလို့တနေ့အတွင်းမှာပဲမွေးကင်းစခလေးငယ်တင်ဆိုးမှု၄ကျင့်အထိရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစလို့အခုနှစ်2025ခုနှစ်အောက်တိုဘာလအထိတင်ဆိုးမှု၄ကျင့်အထိရှိခဲ့တာပါ။တဟာကွန်အောင်ဆောင်အမျိုးသမီးတွေကိုရောခလေးမင်းခင်တွေကိုပါစွန့်ရင်စိတ်မြင့်တက်စေခဲ့ပါရဲ့ တောင်မင်္ဂလာစစ်ပေးဆောင်စခန်းထေကစစ်ပေးဆောင်မိခင်တယောက်ဖြစ်တဲ့ဒေါ်ရင်ရင်ဦးကတော့မွေပြီး၃လအကြာမှာပဲခလေးဆုံချုံခရရလို့ဆိုပါရယ်။သူမကုံဝန်ဆောင်နေခြင်းအတွင်စေဝါရှာပါမုံတန်းကြောင့်ကာကွယ်စီမထိုးနှံခေရတာဟာခလေးသေဆုံးမှုအတွက်အဓိကအကြောင်းအရာတစ်ခုဖြစ်နေလားဆိုတဲ့တန်တရားစိတ်တွေနဲ့ပဲဖြတ်တန်းနေရတယ်လို့ဆိုပါရယ်။ရူရူဖဆာထန်လို့ စကကချက်ချမလာပါဖဲ့စနေနုံးလေးမစိုးရတညာလုံးစေနိုင်ကနေတညာလုံးမလို့အချီတောင်းနေပါစကကလို့စလေတကအတန်ကလေးတပတ်လည်းမဟိမဟိတပတ်လည်းမင်းနဲ့ထိုင်ထထိုင်နေနေရနအစကညူမီလအတာကအတတခုတည်းမင်းချရပါကတကောမလောက်ရပါစကကလို့ဆောင်ဆောင်လို့စကကစကကဆောင်ပေါ်နေပါ ငါတထူတီစီဒီထူလို့ထောင်းနေမယ်ထောက်စမဒူမွေးချီမတုံးနိုင်မအတားလည်းမရှိရပါဒါဟာသူမရဲ့ဒုတိယမြောက်ကလေးဆုံရှုံခရတာဖြစ်ပြီးသူမရဲ့ပထမကလေးကတော့ကာကွယ်စေအပြေဝော့ထိုးနိုင်ခဲ့လို့ကျဲမရဲ့ကောင်းမွန်စွာမွေးဖော်နိုင်ခဲ့ပြီးလက်ရှိမှာ၃နှစ်အရွယ်ရှိပြီလို့ဆိုပါတယ်။ ရခိုင်မှာမြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ကစစ်ကောင်စီကရခိုင်ပြည်ကို ကုန်းလဲရေလံတော်လောက်ခွင့်ကန့်သက်ပိတ်ဆို့ထားမှုတွေကြောင့်ဒေသတွင်းစေဝါဇင်းလုံးတွေအမြတမ်းလာက စေဝါရှားပါးတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။ရခိုင်မှာစေဝါတွေရှားပါးလာတာနဲ့အများကျဲမာရေးစောက်ရှောင်းမှုတွေကလည်းမရရှိသလိုကိုဝန်ဆောင်မိခင်တွေနဲ့မွင်ကင်းစကလေးငယ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့ကာကွယ်ဆေးကိုတောင်မထိုးနိုင်ခဲ့ပါဘူး။ အလားတူပဲတောင်မင်းကလာစစ်ပေးရှောက်စခန်းမှာလည်းကိုဝင်ဆောင်တွေနဲ့အမွေကင်းစကလေးငယ်တွေမှာကျဲမရဲစောင့်ရှောက်မှုမရရှိတာအာဟာရတဲ့ပြည့်ဝစွာမရရှိတာတွေကြောင့်ကလေးအသေးမွေးဖောတာနဲ့မွေးဖောပြီး2လ3လအကြာမှာပဲကလေးတည်ဆုံးတာတွေရှိနေတယ်လို့စခန်းတောင်ဝင်ရှိသူတွေနဲ့ကလေးမိခင်တွေစီကသိရပါတယ်သူတို့ကကကွေးစီမထိုးနိုင်လို့အရှိမပိုးဝန်နေလို့ပြောပါတယ်အတဝတိဖိုက်တယ် ုဒလောစဘာစင်မာလေရေကအရှိလေးစင်မာတိလခဘရေကပထမအရှိတိရကြခါကပေါ်ဘုံဝထေမမအတိဘလမ်တိပေါ်ဘုပေါ်ပိနတိဘာရေကအာတယောကပေါ်ဘုစနတုံးဝနစနနုမတမနဝဝဖူရတိခဘရေဒီကအတယောကနိမိကခေါလာခနိုင်လောရှိဘရေရအရှိလေးမမုံမဘာပေါ်ဝစပုံဇမြုံနရအရှိလေးတိလခဘရေ ကိုဝန်ဆောင်မိခင်တွေအတွက်လိုအပ်တဲ့ကျန်းမာရေးပြုစုစောင့်ရှောက်မှုမရတာအပြင်အဟာရပြည့်ဝစွာမစားသုံးနိုင်မိခင်နဲ့ကလေးအတွက်မမွေးခင်အချိန်မှာပါမွေးပြီးအချိန်မှာပါအသက်အန္တရာယ်ရှိနေနိုင်ရေလို့ကျန်းမာရေးအတိုင်းအဝိုင်းကထောက်ပြပြောဆိုပါတယ်ဒါကြောင့်ကလေးအသေးမွေးဖွားတာနဲ့မွေးကင်းစကလေးငယ်တွေအသက်ဆုံးရှုံးနေမှုတွေကိုရှော့ချနိုင်ဖို့အတွက်ကာကွယ်ဆေးတွေထိုးနေကြဖို့နဲ့ဆေးရုံစေခန်းတွေမှာလာမွေးကြဖို့အကြံပြုပြောဆိုထားပါတယ် ဒါပေမဲ့အလောအကင်ရှားပါတဲ့အတွက် မသေးယုံတမေပဲအငှက်ပေးကိုဖြည့်ရှင်းနေရတဲ့စစ်ပေးရှောင်းတွေကတော့ကိုယ်ဝန်ဆောင်တွေချိန်ပါလေအာဟာရပြေဝစွာမစားတောင်းနိုင်သလိုစေယုံစေခန်းတော်ပြီးတော့ကာကွယ်ဆေးတွေမထိုးနိုင်ဘူးလို့တောင်မင်းကလာစစ်ပေးရှောင်းစခန်းကကိုယ်ဝန်ဆောင်မင်းခင်တယောက်ဖြစ်တဲ့ဒေါ်လာမေကပြောပါရင်သူမဟာလက်ရှိမှာကိုယ်ဝန်ကိုလာရှိနေပြီဖြစ်ပြီးမိသားစု6ယောက်ရှိတဲ့အပြင်အလောအကင်တွေလည်းမရှိသလိုကူညီထောက်ပံ့မှုတွေလည်းမရရှိတဲ့အတွက် ကိုဝန်ဆောင်အတွက်လိုအပ်တဲ့အာဟာရဖြစ်စဉ်နဲ့အစားအစာတွေကိုတော့မစားနိုင်ဘူးလို့ဆိုပါတယ်။ဇိုင်းနွေးလဲဆံပေးမိတ္တဇုလမြိုင်အစိမ်မြိုင်ချီတလုံးထလဲတသိန်းဒီတဲ့တဲ့နေဒီတဲ့အမဟိစလဲစဉ်းစားပါရဲ့။ဇာဇာချန်ဇလမ်ကရခိုင်မှာကာကွယ်ဆေးတစ်ခါထိုးနေဖို့ငွေကျပ်တသိန်းနီးပါအထိကုန်ကြမှုရှိနေတယ်လို့သိရပါတယ်။ ဒီလိုမျိုးမိခင်ရဲ့အနေနဲ့ဖြစ်ရဆိုတဲ့ကြုံတွေ့နေရတာကဒီစစ်ဘေးရှောင်စခန်တစ်ခုလေးတော့မဟုတ်ပါဘူး။ရခိုင်ပြည်အတွင်းစစ်ဘေးရှောင်တိုင်းလို့လို့မှဖြစ်နေတာပါ။ဒါတွေကြောင့်တစ်ဖက်မှာလည်းစစ်ဘေးရှောင်တွေဟာခလေးယူဖို့စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုဝန်တားဆဲတဲ့အကောက်ကွေပစ္စည်းတွေကဈေးကြီးနေတဲ့အတွက်မလို့ချင်ပေမဲ့ခလေးရတော့ကြတဲ့အခြေအနေတွေလည်းရှိနေတယ်လို့ မင်းပြားမျိုးနဲ့စွန်ရဲစစ်ပေးဆောင်စခန်းမှာနေထိုင်တဲ့အသက်38နှစ်အရွယ်ကိုကံမင်းအောင်ကပြောပါရယ်။လူမရကသာမတိတော့ယူဖို့စံတော်ရှိရေတော့အထောင်းလေးကျွန်တော်တို့အိပ်ပါအခါခင်းနေတော့ခါမယူချောင်းမယူချောင်းပဲနေတော့ရာခဆောင်အတိုက်တူရလေရနေပိုင်လိုက်ဟိုမှာပိုင်လိုက်ဒီဝမ်တလုံးနဲ့သားမရဘူးလေတော့ပါရင်ပြချောင်းပိုင်ချောင်းဒီပိုင်ချောင်းမနေနေတော့ရောက်တဲ့မမဆိုတော့ပြီးကျဲပါလေနဲ့အဲဒီနေတော့ဝမ်ကြည့်ကြည့် ေဒါပလေးတာစီမူစီလေးအောင်ဝေလို့မခုနာရဲရခိုင်မှာကိုဝန်တာစီတကက်ဟာစစ်ဘေးရှောင်စခဲမှာနေထိုင်တဲ့စစ်ဘေးရှောင်တွေရဲ့တရက်တောင်ဝင်ငွေနဲ့ညီများတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အရခတတော်အေးကထိန်းချုပ်ထားတဲ့မြို့နေတိုင်းလိုလိုမှာမွေးကင်းစားကနေတုံးနဲ့အရွယ်ကလေးငယ်တွေကိုကောက်ွယ်စေအခမဲ့ထိုးနယ်ပေးတော်မှာဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ပြည်အတွင်းမှာအေအေက ကျဲမာရေးပညာရေးကေရအတီတီမှာဝန်ဆောင်မှုတွေပေးနေပေမဲ့လေကုံစီစီစင်မှုနဲ့နိုင်ငံတကာအကူအညီဝင်ရောက်မှုအားနည်းနေသေးတာကြောင့်လုံလောက်မှုမရှိသေးဘူးလို့ဆိုပါတယ်ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင်းအိုးအိမ်စွန်ခေါ်ထွက်ပြေးတိမ်းရှောင်နေရသူ6သိန်းကျော်ရှိပြီးစာဝန်ကြီးကျဲမာရေးပညာရေးစတဲ့အခြေခံလိုအပ်ချက်တွေနဲ့ပြည့်နေနေပါတယ် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစည်းအဝေး UNDP ကရခိုင်ပြည်အတွင်း2025ခုနှစ်မှာအငှက်ဘေးကျန်အောင်နိုင်ပြီးလက်ရှိမှာလူရည်နှသန်းလောက်ကအငှက်ဘေးစိုက်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ဆိုထားပါတယ်။ကျမကေခိုင်ပါ။ ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်အထိအနာသိစစ်တပ်ကိုလူမှုကွေရက်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံမှုကြောင့်ဖက်စစ်ခရယာသူပေါင်း1993ဦးအထိရှိကြောင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကထုတ်ပြန်လာပါတယ်။ ဖက်စစ်ခရယာသူတွေထဲမှာရန်ကုန်မန္တလေးပဲခူးအေယာဝတီမကွေးနဲ့ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1593ဦးအထိရှိခဲ့တယ်လို့နိုဝင်ဘာလ3ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ်ဒါပြင်စစ်အုပ်စုကရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖက်ခရသူ25ဦးနဲ့10ဦးကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကဖက်စစ်ခရရတာဖြစ်ပါတယ်။ အတူပါလာ29ရက်နေ့ထိရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေအရအရေးယူခဲ့တဲ့အမှု40မှာအရေးယူခရသူက88ဦးရှိကြောင်းအာဏာသိမ်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ DBB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်။